ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြချင်ပါလေပထမဦးဆုံးပြောပြချင်တာကတော့လူတော်တော်များမှားတဲ့လက္ခဏာပုံတွေတခုပါဒါကတော့ခြားမဟုတ်ပါဘူးတန်လေးနဲ့ငါးရုပ်ပါတန်လေးနဲ့ငါးရုပ်ကိုတော်တော်များမှားကြပါလေငါးရုပ်ဆိုတာကအမီးနှစ်ခုပါပြီးတန်လေးကအမီးလုံးဝမပါတဲ့အပိတ်ဖြစ်ပါလေဒါရီအလုံးကဘာပြီးတော့ကြီးပွားချမ်းသာမှုကိုတည်တည်တသာအားပေးတဲ့လက္ခဏာကောင်းလေးဖြစ်ပါလေ အာနိသင်ကတော့မတူပါဘူးလက်ပုံစံပုံမူတည်ပြီးအကျိုးပေးကွယ်ပါလေလေးလာမတန်တဲ့အရာငါရုပ်ပုံများစုကသူသိအကျိုးမပြုတဲ့လက်ပုံစံတွေမှာတွေးရှိပါတယ်တန်လျက်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးဘယ်လက်ပုံစံမဆိုအကျိုးပြုပါလေရှင်ဘုံရအပြင်လက်ဖွဲ့စီမှုရောင်သွေးပုံမူတည်ပြီးအာနိသင်ထပ်ပွဲနိုင်ပါလေအရှင်ဝါကြီးမာပြီးလူကြီးရှင်တခုခုတာနေတပြီးစနေဂျိုကောမှာပုံမှန်အတိုင်းရှင်တော့ ဂမ်ဘီယာညံနေစိတ်ဆွမ်းကြီးလိုမျိုးကိုယ်နံခန္ဓာအတွင်းမှာကိန်းအောင်နေတက်ပါလေ။ဘာသာရေးဘေးနေနေယုံမယုံခဏဖယ်ထားပြီးလေ့လာကြည့်ရင်ဒီလူတွေက သူတို့ပြောဆိုမှုနေထိုင်မှုတွေမှာထူးခြားမှုတည်တည်ရှိတက်ပါလေ။သူတို့နှုတ်ကပြောရင်အချိန်တိုတွင်းဖြစ်တက်ပါလေ။ဘယ်သူဘယ်ဝါဘလို့ဖြစ်မယ်လို့ခံမှန်းရင်မှန်တက်ပါလေ။တစ်ဖက်လူကသူတို့နဲ့မျက်လုံးချင်းကြကြဆိုင်မကြည့်နိုင်ခြင်း။ငယ်စဉ်ကျောင်းသားဘဝဆိုဆောင်းပွဲခံရမှာမိကွန်းကအစခံမှန်းတက်ခြင်း။ လူတိုင်းမဟုတ်ပေမဲ့တော်တော်များများဒီလိုထူးခြားတဲ့ပုံစံလေးတွေရှိတတ်ပါလေအတော်များကတော့အရွယ်တစ်ခုရောက်ရင်ငွေကြေးပြည့်စုံပေမဲ့အများစုကစိတ်ချမ်းသာပုံနဲ့နောက်ပြီးတော့တရားဓမ္မဘက်ကိုလိုက်စားတာများပါလေဒါတွေအားလုံးဖြစ်မယ်တော့တိကျပြောလို့မရပါဘူးလူသီးသီးမှာသူ့ရွေးချယ်မှုနဲ့သူပါပဲဒီတန်လျက်အကျိုးပေးကတော့ဒီလိုဖြစ်စဉ်တွေတိုင်းတွေ့ညီစွာတွေ့ရပါလေဘလောက်ခက်ခဲရှိရှိဘာသာရေးတေချာလောက်တာမျိုး စိတ်တည်ငြိမ်အောင်ထားပြီးကိုဖြစ်စေခြင်းတဲ့ပုံစံစိတ်ကူးပုံဖော်လုပ်မယ်ဆိုရင်တခဏချင်းအဆင်ပြေသွားလိမ့်ရှိပါတယ်။ဂါရမန်နန်ဒီနဲ့အထူးကြိုးပေးပြီးသူများအခောက်တထောင်ယူရင်ရမယ့်အာနိသင်ကိုကိုကတရားရှိခေါ်လို့ယူနေရကြပါတယ်။ဒါကတန်ရဲပါတဲ့သူတွေပါ။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောခြင်းနဲ့ပြဒါကတော့ညံလမ်းကြောင်းသို့မဟုတ်ဥကောင်းလမ်းကြောင်းမှာတန်ခွင်းဆက်တွေကျုံးနေအဖြတ်တွေရှိခြင်းဒါဘာလို့ပြောလဲ ဒီလူဟာပင်ကိုတဘာဝဖြစ်စေမျိုးရိုးအရာဖြစ်စေသူတို့မှာစိတ်ကျမ်းမာရေးပြဿနာတချို့ရှိတယ်ဆိုတာပြပါတယ်အ ਨੇ ဆုံးအနေငယ်ရောထွေးနေတယ်ပါလေဒါကိုမိမိကိုယ်တိုင်လက်ခံပြီးသိရှိနားလည်ထားမယ်ပြင်ဆင်ထားမယ်ဆိုရင်စိတ်မပူရပါမယ်တော်များများကပေါ်စားပါလေအထူးသဖြင့်ခင်မီပညာရေးနေပါတဲ့နေဘက်လူတွေတမဆိုပရောဂါနဲ့တိုက်ခံထားလို့စိတ်ကြောင်ချောက်ချားဖြစ်တာမျိုးဒီလိုမျိုးလည်းဖြစ်တတ်ပါလေဒါကြောင့် ဒီလိုမျိုးညံလန်းเจ้าမှာတန်ကျိုးကွင်းဆက်တွေပါရင်ကိုယ့်ရဲ့စိတ်ချမ်းသာရေကိုအဓိကဂရုစိုက်ပါ ကောင်းစွာကုသပါကုစားနိုင်မဲ့ပြင်လူကောင်းတယောက်လိုအေဂျင့်စွာဘဝကိုဖျက်ဆီးနိုင်မှာပါစိတ်ကြောင်ချောက်ချားဖြစ်ပြီးစိတ်လေလွင်တော်မျိုးကပျော်ကားကြောင့်မဟုတ်ပဲပင်ကိုယ်တဘာဝအရာကိုဖြစ်နေခြင်းမှာတဲကြီးအားနေသလိုမူလအုံတော်ရဲ့အသိစိတ်ရှိရှိထင်းချုံနေတဲ့အစိပ်ပိုင်းကလည်းအလွန်အားနေပါတယ်သူတို့ဖြစ်နေတာတဲ့ကိုယ်တိုင်သိပေမဲ့ထင်းချုံမရတဲ့အပြင် ပင်ကိုစိတ်တက်ကြောင်မှာသူတို့ကိုသူတို့ကြားလေလေထင်အောင်ထင်မှဖြစ်လေပါဒီအချက်ကိုရှင်းရှင်းလင်းသိထားမယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကျဲမာရေးပြဿနာတွေကကာကွယ်နိုင်တယ်လို့တခြားသူတွေကိုလည်းကူညီလမ်းပြပေးနိုင်တာဖြစ်ပါလေနောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလေတချို့လူတွေရဲ့ဥကောင်းလမ်းကိုကြည့်ပါဥကောင်းလမ်းစတင်မှုမှာဟာနေတာမျိုးတွေရှိပါလေတချို့ကတော့ထိယုံနေတာထိတာမျိုးရှိပါလေတချို့ကတော့ရှုပ်ထွေးပွေလီပြီးကိုချိတ်ဆက်နေတာတွေရှိပါလေ ဥကောင်းလန်းသာတကယ်လို့စတင်မှုကဟာနေမယ်ဆိုရင်အကောင်းဆုံးစတင်မှုလို့ဆိုနိုင်ပါလေကိုကိုကိုယုံကြည်မှုအပြည့်အဝရှိပြီးဉာဏ်ရည်သွေးပန်းမှုပြည့်လို့လောကဓာတ်အများစုကိုခိုင်ရင်ဆိုင်ကျော်ဖြတ်နိုင်ပါလေကံလန်းကြောင့်မိမိကျိုးပြက်ခင်ရင်တော့မှသူတို့အတွက်သိမထူးချပါဘူးအထူးသဖြင့်လေးတောင်းလက္ခဏာမှာဒီလိုဉာဏ်လန်းဖွဲ့စည်းပုံရှိမယ်ဆိုရင်ဘဝရည်တည်မှုရအောင်မြင်မှုရရှိမှာသိကြပါလေအနောက်တိုင်းကျမ်းအများစုကရှင်းသားကြပါလေ ဟုတ်လဲဟုတ်ပါတယ်အများစုကတော့ဘေးဒင်းလက္ခဏာမယုံတတ်ပါဘူးကံဝယုံကြည်တဲ့ပစ္စုပန်အလုပ်ကိုသာယုံကြည်ကြသူများပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်းတယ်ဗျလူတစ်ယောက်နဲ့တစ်ယောက်ကလဝါပြင်းမှာလက္ခဏာပုံစံတွင်ပြင်းချင်းတူရင်တော့မှအဲ့ဒီလဝါပြင်းရဲ့အယောင်အသွေးတွေအပြော့အမာတွေကတော့တူမှာမဟုတ်ပါဘူးဒါလီယာလည်းဘဝအခြေအနေမျိုးစားကွဲခြားနိုင်ပါတယ်အဓိကအဖြစ်လက်ပုံစံမျိုးစားသုံးမျိုးရှိတယ်ဗျာ အကောင်းဆုံးသောပထမတန်းစားလက်လက်ပုံစံခက်သွဲသွဲနဲ့ပေါ့အဖျားဘက်ရှူသွားပြီးလှပတဲ့ကရော့ချုံပုံစံလက်လက်ဝါးပြင်းနူးညံ့လုံးမဲ့လမ်းကြောင်းတွေဟာပြည့်စုံထင်ရှားတယ်အလွန်လှပကောင်းမွန်တဲ့လက်လို့ဆိုနိုင်ပါလိမ့်စိတ်တဘောထားကောင်းသူတရားတရားထက်သန်သူ ထိုးထွင်းဉာဏ်ရှိသူပါဘယ်လုံငန်းကိုမဆိုစိတ်ရှိရှိနဲ့ပြီးပြောင်းလုပ်လို့ရှိမယ်လက်တွေ့ထက်စိတ်ကူးရင်မို့ပိုအားသာနေအလှပအသံပြန်ကြိုက်တယ်နေထိုင်မှုပုံစံအမှုပညာဆန်တယ်တခါတည်းရန်စည်းစားကြောင်တက်တယ်မာနာကြီးတယ် ရင်းစွန်းတတိရှိပေမဲ့တာဝန်ယူမှုအားနည်းတယ်။ကိုယ်အတွက်သာတွေးပြီးချမ်းသာပြည့်စုံစွာနေတတ်ပါလိမ့်။ဒုတိယဒန်ဆာလက်အမျိုးအစားကတော့ကျေပြတ်မှုမဟုတ်တဲ့လက်ပါ၊လေးတောင်းလက်များပါတတဲ့လက်ဝါးပြက်တော်အသင်ဖြစ်ကြမယ်။လက်မွှားကလည်းအနေတို့အနေငယ်တို့တယ်။လက်ချောင်းတွေကကြည်ကောင်းယူတုတ်ခိုင်တတဲ့ဂျိုးကိုယ်တွေမိုးမောက်တက်ပြီးလက်ဝါးပြက်နုညံ့တတဲ့လမ်းကြောင်းတွေပြည့်စုံလေးနက်မှုရှိပြီးလူချမ်းသာတွေမှသာအဲ့လိုလက်မျိုးတွေ့ရတတ်ပါလိမ့်။ လူသားသိဉာဏ်နဲ့ပြီးပြည့်စုံတဲ့သူမျိုးဖြစ်တယ်။စကားပြောတူတောင်းပြီးစိတ်ထားကောင်းသူဖြစ်တယ်။ဖြစ်တယ်လို့ဝတ်စားတတ်ပြီးရဲစွန်းတတိအထူးရှိပြီးတော့တောင်းဝင်ယူစိတ်လည်းရှိတယ်။တမာတမတ်ရှိတယ်။ကြိုးစားမှုတောင်းဝင်ယူတတ်မှုလုံလဝရိယကြောင့်ကြွယ်ဝချမ်းသာတတ်ပါလေ။တတိယတန်းစားလက်ကတော့အညာစိုးလက်ပါ။လဝါပြင်တူပြီးဖြတ်ကျဲတတ်တယ်။လက်ချောင်းတွေကလည်းတုတ်တူပြီးလက်မလည်းတူတယ်။လဝါကျန်တယ်မယ်။လဝါပြင်ပေါ်မှာရှိတဲ့ အသက်လန်းညံလန်းနှလုံးလန်းတွေဟာပြက်ပြဲပြီးပြက်တောင်းပြက်တောင်းဒါမှမဟုတ်ပပရရဖြစ်နေတည်းစိတ်ချမ်းလူချမ်းလက်မျိုးပါအိစားကမှာသုံးမျိုးသာတည်တပြီးအညံ့ဆုံးလက်မျိုးစားဖြစ်ပါလေစူးစားတဲ့လောက်အဖက်မတင်ဘူးလို့ဆိုကြပါလေနောက်ထပ်လက်မျိုးစားတစ်ခုပြောခြင်းနဲ့ဗျအခုဒီလက်ပုံကိုကြည့်ပါပုံမှန်ပြထားသလိုဒီဥကောင်းလက်ကနေထောင်တက်လာတဲ့မြင်ကကျောင်းတော်ပရိကျုံကိုဥတီထွက်ခွာလာမယ် တကယ်လို့အဖြတ်အမှတ်မပေါဘူးဆိုရင်တော့ဒါဟာဦးစီးကောင်းဆောင်ရောဖြစ်မယ်ဆိုတဲ့လက္ခဏာပါကိုလူကိုချွန်ကြီးပွားကျိုးတက်တယ်လို့ပြောလို့ရပါတယ်တကယ်လို့အဲ့ဒီလမ်းမှာလည်းဖြတ်နေတဲ့အဖြတ်လေးပါနေတယ်ဆိုပါစို့အဲ့ဒီလိုပါလာရင်ရည်ရွယ်ထားတွေမှာတားဆီးတွေကြုံရတတ်ပါတယ်ရည်ရွယ်မှုတွေမှာအခက်ခဲတွေဝင်ရောက်တတ်ပြီးဘဝမှာအဆင်ပြေမှုရဖို့အားနည်းစေပါတယ်ရည်မှန်းမှုကောင်းတယ်လို့ဒီလိုအောင်မြင်မှုရဖို့အတားဆီးအဖြတ်ရှိမယ်လို့ပြပါတယ်မနာလိုသူရှိတာမို့အရာရာကိုသတိထားလှုပ်ဆောင်ဖို့လိုပါတယ် ိုးလှုပ်ဆောင်မှုတွေကောင်းပေမဲ့အတောင်စီဝင်တဲ့နာကိုပြတာမို့သတိပြုလှုပ်ဆောင်တဲ့လက္ခဏာအမှတ်သားလို့ဆိုချင်ပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်။မိမိရဲ့နှလုံးလမ်းကြောင်းမှာအခွဲနှစ်ခုပါနေလား။ပုံထဲမှာပါနေတဲ့နှလုံးလမ်းကြောင်းမှာအခွဲနှစ်ခုပါနေရင်အရင်ဦးဆုံးအခွဲနှစ်ခုမှာအပေါ်အခွဲကြောင့်လက္ခဏာရှင်အောင်စေတနာမြတ်တာကြီးမားတတ်တာဖြစ်ပါလေ။တဘာသူပေါ်တင်နာကျနာကျနာတက်တဲ့စိတ်ခံစားမှုများတယ် ူတို့သက်ဆိုင်သူတွေပေါ်ဆိုနားလည်မှုအရင်ကြည်ပါတယ်။အောက်ခွဲကတော့စိတ်ကိုအလိုလိုက်တယ်။စိတ်ရဲ့ဆုံးဖြတ်မှုကိုလက္ခဏာရှိရာလိုက်လုပ်တယ်။စိတ်ခံစားချက်ဦးစားပေးတယ်။ကံကပေးလို့ပေါ်တဲ့ပေါ်တာယာနေတက်ပြီးသက်ဆိုင်သူကြောင့်စိတ်ညစ်ရတဲ့ခံစားရတတ်ပါလေ။ဒီလိုခွဲတစ်ခုပိုင်းလက္ခဏာရှိရာစိတ်ညစ်စရာ စိတ်ပြေပြေမှုတွေကြုံရပါလိမ့်မယ်။ဘဝမှာအသေးကွဲရတဲ့အထိပြပေးပါလေ။ကိုချစ်တဲ့သူနဲ့ခွဲခွာရတတ်တယ်၊ကွဲသွားတတ်တယ်၊ကံပေးတဲ့အခါမှာတာယာမှုခဏရတတ်ပါလေ။ စိတ်ကအနေငယ်ပြောင်းလဲချက်ရှိတာကိုပြပါတယ်သူတို့ကြောင့်စဉ်းညစ်စရာတော့မရှိပေမဲ့သူတို့တာမိသားစုနဲ့အိမ်တော်ဘက်ကြောင့်စဉ်းညစ်စရာတွေကြုံတွေ့ရတတဒီလိုမျိုးလက္ခဏာပါရှင်တွေပဲဖြစ်ပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျပုံမှန်ပြထားသလိုအသက်လမ်းမှာထင်ရှားတဲ့တတိခံကြီးရှိနေလားဒါဟာအသက်ရှင်ပြီးအိုစာရာကောင်းမှုပါလိမ့်မယ်သက်ကြီးပိုင်းထိနေရတပါလေဦးစရာကောင်းတဲ့ဘက်မှာရှိတာပြပါလေဘဝမှာအသက်ကြီးတာနဲ့များပုံမှန်ပြည့်စုံလာတတ်ပါလေ နေရာရမယ်ကောင်းမွန်တဲ့အိုးအိမ်ကံရမယ်အထိပြပါတယ်ဘဝမှာကျန်းမာရေးနဲ့အက်ဆီဒင့်ဖြစ်လဲကြော်ဖြစ်နိုင်မှာကိုပြပါတယ်ဆိုလိုတာကအသက်ရှိပြီးဦးစားတာကောင်းမယ်ဆိုတဲ့လက္ခဏာအမှတ်သားပဲဖြစ်ပါတယ်လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတာပြောပြတာပါနောက်ဆင်ပြေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်ကိုပြောပြချင်ပါတယ်။ဒီနေ့မှာတော့အလွန်လွန်လင်းရင်းနဲ့သိမြင်မှုပြီးများပြားတဲ့လူတယောက်ရဲ့လက်မှာပါတဲ့လမ်းကြောင်းတစ်ခုကိုပြောချင်ပါတယ်။ ဒီလမ်းကြောင်းဟာဆော်လွန်လက်စွပ်နဲ့ဆင်တူပေမဲ့ဆော်လွန်လက်စွပ်လုံးဝမဟုတ်ပါဘူးစင်ဖာတီလမ်းလို့ခေါ်ပါတယ်သူကဝုန်းဝိုက်နေတာရှိတယ်လို့ငင်းချောင်းပုံစံခက်ရှိရှိမျိုးနဲ့တွေ့ရတယ်ပါလေနှလုံးလမ်းကြောင်းထိပ်ဖြာမှာတွေ့ရတာမျိုးပါဘာလို့ပြောလဲဆိုတော့ဤခန့်စိတ်တွေမြင်တာတရားတွေကြီးမာတယ်တဘာဝအရာအလိုလိုသိသိတွေအားကောင်းတဲ့သူတွေမှာပါဝင်တတ်ပါတယ်ဒီလိုလူမျိုးဟာတီးတက်လေ့ကျင့်စရာမလိုပဲဝမ်းတွင်းတန်တွေအရာကိုစိတ်အင်အား illusion power အရင်အကောင့်တွေပါ အများစုကိုသူတို့ထက်မြက်တဲ့ဒီလိုအလိုလျောက်သိစိတ်ကိုအသုံးမချဘဲအာနာစိတ်တနာစိတ်နဲ့သာဘဝကိုဖြတ်သန်းပါလေဒီလိုမျိုးလက်မှာလမ်းကြောင်းပါတဲ့သူတွေကနေ့စဉ်15မိနစ်မှတနာရီထိမိမိနိုင်တယ်လို့တရားပုံမှန်ထိုင်ပြပါမေတ္တာဘာဝနာပွားပြပါ ကိုစွမ်းကိုစားတွေထက်မြက်လာမယ်စီးပွားရေးလူမှုရေးချင်ရေးဘက်ဘက်မှာကိုဟာကောင်းမွန်လာမယ်ဩဇာကြီးမားလာမယ်ဘဝဖြတ်သန်းရမှာအရင်လိုအာနာစိတ်သင်ငန်းစိတ်တွေကင်းပြောက်ပြီးကိုလို့သူမြတ်ဖြစ်ပြီးပြောသူမြတ်အောင်မြင်တတ်ပါတယ် အလွန်အဓိပ္ပာယ်ပြေဝတဲ့ဘဝရရှိမှာဖြစ်ပါတယ်ဒီလိုမျိုးပါသူတွေဟာပင်ကိုယ်စိတ်နှလုံးပြေဝသူတွေဖြစ်ပေမဲ့ emotional block ဖြစ်စေတဲ့အာဏာစိတ်ရှက်စိတ်သင်ငယ်စိတ်တွေရှိပါတယ်ဒါကိုတရားထိုင်ခြင်းမေတ္တာပွားများခြင်းနဲ့ပတ်သက်နိုင်ပြီးကိုယ်ရည်ရွယ်ရာဆန္ဒများအတားအဆီးမရှိပြီးပြည့်စုံပါလိမ့်မယ်စိတ်အဟံတာတွေမရှိတော့မှသာ ကိုယ်အလိုဆန္ဒတွေရှိတဲ့အလျောက်လွတ်လွတ်လပ်လပ်လုပ်နိုင်မှာဖြစ်ပါတယ်ဒီလိုမျိုး sympathy line တွေပါအားမှာပဲဖြစ်ပါတယ် နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျာဒီနေ့မှာတော့လက္ခဏာပေါ်ကအိမ်တော်ကြီးလမ်းကြောင်းများအကြောင်းပြောချင်ပါတယ်အိမ်တော်ကြီးလမ်းကြောင်းကိုမျိုးပါအိမ်တော်ကြီးကမကောင်းသူတွေမှာအတွေ့အများတတဲ့လက္ခဏာပါမုတ်ဆိုးဖို့မုတ်ဆိုးမဖြစ်တဲ့သူတွေတခုလက်တလင်ကွာအိမ်တော်ကွဲဖြစ်တဲ့တယ်အပြိုကြီးလူပြိုကြီးတွေအိမ်တော်ကြိုက်ကွဲမှပြန်ပေါင်းသိရသူတွေမှာတွေ့တဲ့လက္ခဏာမျိုးပါကြည့်ပါဒီပုံမှာဆိုရင်အိမ်တော်ကြီးလမ်းကြောင်းဖြားဟာ တနင်္လာကျောကုန်ဘက်အဖျားကိုထိကိုင်နေပါလေအောက်ကိုကိုကိုလေးဆက်ကြနေပါလေတချို့ဆိုရင်နှလုံးလမ်းကြောင်းတော်မှာဖြတ်သွားတဲ့ပုံမျိုးတွေ့ရပါလေဒါဟာအိမ်တော်ကြီးနဲ့ပတ်သက်ရင်မကောင်းပါဘူးအိမ်တော်ကြီးညံဖျင်းတတ်ပါလေကွဲကွာရတတ်ပါလေဒီပုံကိုကြည့်ပါအိမ်တော်ကြီးလမ်းကြောင်းမှာအောက်ကိုထိုးဆိုင်နေတဲ့မြင်းတက်များစွာရှိနေပါလေဒါကဘာကိုပြောလဲဆိုတော့အိမ်တော်ကြီးမှာမျက်နာများတယ်တောကများတတ်တယ်နောက်ပြီးတော့ တယောက်ပြီးတယောက်တယောက်ပြီးတယောက်အဲ့ဒီလိုမျိုးဖြစ်နေတတ်ပါလေအိမ်တော်ကြီးလည်းမမြဲမြံပါဘူးအိမ်တော်ကြီးကိုလမ်းကြောင်းကိုကြည့်ပါအိမ်တော်ကြီးလမ်းကြောင်းဆိုတာတန်းနေမှာကောင်းပါလေဒီမှာကျတော့အိမ်တော်ကြီးလမ်းကြောင်းအဖျားဟာလက်တန်းအောက်ဘုဒ္ဓဟူးကျုကမောထောင်းတက်နေဒါကြတော့အိမ်တော်ကြီးမှာသူတလူငါတမင်းပုံစံမျိုးပါတယောက်စကားတယောက်နားမထောင်ကိုစွမ်းကိုစားတွေပြိုင်နေနေနောက်ဆုံးလမ်းခွဲတက်တဲ့ပုံမျိုးပါနောက်တစ်ခုကအိမ်တော်ကြီးလမ်းကြောင်းဟာဟိုးအောက်ထိဆိုင်စင်ပြီးအင်္ဂါဂျုံကုန်ထိတော်မှာဖြတ်တန်းသွားတက်ပါလေ ဒါဘာကိုပြောလဲဆိုတော့အိမ်အောင်ကြပြီးမှခေါင်းကွဲထိပ်ပြဲမကြခဏအရှိုင်းနဲ့ခံရရင်လည်းကွဲကွာတက်တဲ့သူမျိုးလက္ခဏာမှာတွေ့ရပါတယ်။နောက်တစ်ခုကြည့်ပါအိမ်အောင်ရေးလမ်းကြောင်းကနှလုံးလမ်းကြောင်းကိုဖြတ်ပြီးအဖျားမှာကျွန်းရှင်နေတယ်။ဒါကမုတ်ဆိုးမှမုတ်ဆိုးဖို့ဖြစ်တတ်တဲ့ဆိုတဲ့လက္ခဏာပါ။အိမ်တော်ရေးလမ်းကြောင်းကနှလုံးလမ်းကြောင်းကိုဖြတ်သွားတယ်ဒါကတော့မကောင်းပါဘူးအိမ်တော်ကြာပြီးမှနောက်ထပ်နှလုံးသားရေးရအရှုပ်ထွေးနေတဲ့အိမ်တော်ရေးပြိုကွက်တက်ပါလေအိမ်တော်ရေးလမ်းကြောင်းကပြက်တော့ပြက်တော့ဖြစ်နေတာကိုတွေ့လာဒါလည်းမကောင်းပါဘူးအိမ်တော်ရေးမှာ ပြက်လိုက်ဆက်လိုက်ပြန်ပေါင်းထုတ်လိုက်နဲ့ဘယ်တော့မှအင်းငိမ့်တဲ့အင်တော်ကြီးဘုရားမရတတ်ပါဘူးအင်တော်ကြီးလမ်းကြောင်းဟာဘယ်ညာမြင်ပြိုင်နှစ်ကြောင်းပါရှိနေတယ်ဒါကိုဆရာအများစုကတော့အင်တော်20ကြက်တဲ့ပြောပေမဲ့တကယ်တော့အင်တော်20ဆိုတာထက်အင်တော်ကြီးမှာစိတ်နှစ်ခွာဖြစ်နေတတ်တယ်နောက်ပြီးတော့ကို့မှာအင်တော်ရှိရတဲ့နောက်ထပ်လူတွေကိုလည်းလှမ်းနေတတ်တယ်နောက်ထပ်အင်တော်ဘက်တွေလည်းရှာနေတတ်တယ်ဒီလိုမျိုးလက္ခဏာပါအင်တော်ကြီးမှာတော့မကောင်းတဲ့လက္ခဏာတခုပါအင်တော်ကြီးလမ်းကြောင်းပြက်နေတာကတော့ရှင်းပါလေ ဘာကိုပြောလဲဆိုတော့အိမ်တော်ရေးမှာအိမ်တော်ဇက်ဖြစ်တယ်ဆိုတဲ့လက္ခဏာပါအိမ်တော်ကွဲကွာတက်ပါလေအိမ်တော်ကြီးလမ်းကြောင်းလဲမှာကျွန်းပါနေတယ်အိမ်တော်ကြီးလမ်းကြောင်းလဲမှာကျွန်းပါနေတဲ့အတွက်အိမ်တော်ကြာပြီးမှဘဝဟာမတာမရဖြစ်တာကိုပြပါလေအိမ်တော်ကြီးလမ်းကြောင်းဖျားနှခွားဖြစ်နေတယ်ဒါကတော့အိမ်တော်ကွဲကွာခြင်းကို ပြတဲ့လက္ခဏာပါ မကောင်းပါဘူးနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းပါလေဒါကတော့ထူးခြားတဲ့သတိကလင်တစ်ခုပါဦးကောင်းလန်းနဲ့ကံလန်းကြားက ထင်ရှားတဲ့တတိယအကွက်လေးပါဒီလိုမှတ်သားပါရင်အကျိုးပေးကောင်းတယ်ဗျဘာအကျိုးပေးကောင်းလဲဆိုတော့အဓိကအနေနဲ့လက္ခဏာရှင်ဟာကိုယ့်ရဲ့လုပ်ငန်းအလုပ်ကိုင်နဲ့သက်ဆိုင်မှုကလည်းဝင်ငွေအမြောင်များရရှိတတ်ပါလေငွေအမြောင်များဝင်တဲ့လက္ခဏာတစ်ခုပါငွေကြေးပိုင်းမှာအဆင်ပြေတာပြပါလေကိုယ့်လုပ်ငန်းကနေလည်းရမယ်အဓိကကိုယ်ပိုင်စီးပွားရေးသမားတွေအများစုမှာဒီလိုလက်မျိုးတွေ့ရတတ်ပါလေဒီမှတ်သားပိုင်ငွေကြေးကံကောင်းတယ်အသက်အရွယ်နဲ့ကံလန်းရအကျိုးကျေးဇူးရတယ် ကံလန်းအားကောင်းရင်တော့အကျိုးကျေးဇူးပိုကြီးတယ်သရိကံကပိုကြီးလေရရှိမဲ့အကျိုးကျေးဇူးကများလေပါငွေလုံးရင်းဝင်တတ်တယ်ကိုပိုင်စီးပွားရေးလုပ်နေသူဆိုအကျိုးပိုပြီးရတတ်တယ်သရိကံဆိုတဲ့နေရာမှာတကယ်သရိကံဖြစ်ဖို့လေလိုတာပေါ့ဗျာဟိုဟာနဲ့ပေါင်းစတီးရနဲ့ပေါင်းဆက်ပြီးသရိကံလုပ်လို့မရပါဘူးပုံမှန်အတိုင်းဖြစ်ဖို့တော့သင်္ချင်ချာချာလေးဖြစ်ဖို့တော့လိုပါတယ်သရိကံဟာလက္ခဏာမှာဘယ်နေရာမှာပဲပပကောင်းကျိုးချမ်းသာကိုပေးပါလိမ့် ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်လက်လေးတွေကိုပြောပြချင်တယ်ဗျလူတယောက်ဟာဘဝမှာအမြဲတမ်းကံမကောင်းနိုင်တယ်လို့အမြဲတမ်းလည်းကံဆုံးမနေပါဘူးလူတိုင်းအ ਨੇ ဆုံးဘဝမှာတစ်ချိန်လုံးတော့ကြီးကြီးမားမားကံကောင်းမှုပါတယ်အဲ့ဒီလိုကံကောင်းမယ်ဆိုတာမိတ်ဆွေရဲ့ကံလန်းကပြနေတာမျိုးရှိပါတယ်လက်ရှိကံညက်လည်းစိတ်ညစ်စရာမလိုပါဘူးဘာလို့လဲအားလုံးကအခိုက်တက်မှုလို့ပါပဲ ဒါဟာယာယီခိုက်တက်မှာပဲကဲမိတ်ဆွေရဲ့လက်မှာကံကောင်းမကောင်းဒီလိုချက်လေးပါရလားကြည့်ရအောင်ဗျလက္ခဏာမှာအဓိကကြတဲ့လမ်းကြောင်းကြီးလေးကြောင်းနဲ့ကံလမ်းကြောင်းလေးပါတယ်ဗျတချို့ကအောင်မြင်လမ်းကြောင်းကံလမ်းကြောင်းကြီးကောင်းပါရင်လည်းဘာဖြစ်လို့အခြေခံလုပ်တွေလုပ်နေပင်ပန်းဆင်းရဲစွာငွေရှာနေရတာလေတချို့ကြတော့အဲ့ဒီလမ်းကြောင်းကောင်းလဲမကောင်းဘူးဒါပေမဲ့သူ့ဘဝကြတော့စည်းစိမ်ချမ်းသာတဲ့နေရာလေဒီလိုမျိုးလေးရှိတယ်ဗျ ဒါကဘာလို့ပုံမှန်တည်လဲဆိုတော့လက်ပုံစံကောင်းမကောင်းပုံမှန်တည်တယ်။နောက်ပြီးတော့လူတယောက်ရဲ့ဘဝကံစားတာအခြေအနေရပေါ်လဲမူတည်ပါတယ်။ဒီလိုမျိုးပြောရမှာပါ။မိတ်ဆွေရဘလို့ဘဝမှာပဲဖြစ်ပါစေ။မိတ်ဆွေရကံလန်းကြောင်းထိတ်မှာကျွန်တော်တို့ကြဘူးပုံစံနဲ့သင်္ကေတတယ်။နောက်ပြီးတော့အကန့်လန်းကြောင်းပေးမှာငါးရုပ်ပုံစံနဲ့သင်္ကေတတယ်ရှိနေမယ်ဆိုရင်မိတ်ဆွေဟာတန်ကောင်းလာမှာပဲဖြစ်ပါလိမ့်။ မိတ်ဆွေအတွက်ကံကြမ္မာကပေးတဲ့ခွင့်ရတခုကြီးကြီးမားမားရောက်လာမှာပဲဖြစ်ပါတယ်။ကံလန်းချောင်းရဲ့အဆုံးသက်ကလည်းဘဲကိုပုံစံဆုံးသက်လဲဆိုတာမူတည်ပါတယ်။ကံလန်းချောင်းဆုံးသက်ပြီးနောက်မှာစင်မှုပုံနဲ့တင်ဂိတာပိုင်လဲမိတ်ဆွေဟာကံကောင်းမယ်လို့ပြောလို့ရပါတယ်။ဒါအပြင်မိတ်ဆွေရဲ့ဒီကျွန်တော်တို့လက်ဖနောက်အောက်ကံလန်းချောင်းအစပြုအနေရမှာကြာဘူးပုံနဲ့တင်ဂိတာတွေအောင်ရွက်ပုံနဲ့တင်ဂိတာတွေရှိတယ်ဆိုရင်မိတ်ဆွေအနေနဲ့ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါဟာကံညံ့တဲ့ခဏတာပါလူဘဝမှာတော့ကောင်းခြင်းဆိုးခြင်းကအမြဲတစေတွန်တွဲနေတာပဲဖြစ်ပါလေမိ쇠အနေနဲ့အခုပြောတဲ့လက္ခဏာချက်တွေပါတယ်ဆိုရင်တော့ကံကောင်းတယ်လို့ပြောလို့ရပါလိမ့်နောက်တစ်ခုကလက္ခဏာမှာ၄တောင်းကွက်တင်နေတာလေးကြောင်းပြောခြင်းလည်းပြလက္ခဏာမှာ၄တောင်းကွက်ဟာပြောရမယ်ဆိုရင်တော့ကောင်းကျိုးပေးတဲ့တင်နေတာပါမိ쇠ရဲ့အတန်လန်ကြောင့်ပေါ်မှာ၄တောင်းကွက်အမှတ်အသားပါနေလားပါနေတော့မိ쇠ဟာဘဝမှာကာကွယ်ရှိတယ်အဆောင်အရှောက်တစ်ခုခုရှိတယ်ဘဝမှာ မမျောလိုက်မဲ့ကန်ဆိုးမှုတွေကြုံရပါမယ်လေလွတ်မြောက်ခံရမယ်လွတ်မြောက်မယ်သဘာဝလွန်ဖြစ်ရတဲ့တောင်မှကြုံတွေ့ရနိုင်တယ်လို့ဖော်ပြပါတယ်တကယ်လို့ပေါ့ဗျာလူတစ်ယောက်ဟာအသက်လမ်းကြောင်းပြတ်နေပြီ၄တောင်းခွက်အမှတ်သားဟာလည်းပြတ်နေတဲ့အသက်လမ်းကိုဆက်ထားရင်ဘလောက်ပြင်းထန်တဲ့ယောဂပဲဖြစ်ပါစေဗျာအန္တရာယ်ကနေလွတ်ကင်းပြီးပြန်လဲကျန်းမာလာနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဒါပေမဲ့အသက်လမ်းကြောင်းကတော့ဆက်နေဖို့လိုတာပေါ့ဗျာဒီ၄တောင်းခွက်ဟာတကယ်လို့မိတ်ဆွေရဲ့လက်ညှိုးအောင်ကြာတာပရိကျုံကမှာပါနေမယ်ဆိုရင်တော့မိတ်ဆွေအင်းနေနဲ့ဝိင္ကံ ောင်းနေဆိုတဲ့ချက်ကိုပြပါလိမ့်မိတ်ဆွေအနေနဲ့အင်ဂျီအင်ကောင်းနဲ့ပိုင်ဆိုင်နေထိုင်ခွင့်ရပါတယ်တကယ်လို့မိတ်ဆွေရဲ့အင်္ဂါလွင်ပြင်နေရာမှာ၄000ကွက်ပါတယ်ဆိုရင်တော့အင်္ဂါလွင်ပြင်ဆိုတာဟာကျွန်တော်တို့ညံလန်းချောင်းနဲ့နှလုံးလန်းချောင်းချားနေရာကိုပြောတာပါအဲ့ဒီမှာထင်ရှားတဲ့၄000ကွက်ပိုင်ရင်လည်းမိတ်ဆွေအနေနဲ့သူများတကရဲ့အပုတ်ချောက်ဆွဆွဲတိုက်ခိုက်မှုကနေပြီးတော့လွံ့မြောက်နိုင်ပါလိမ့်မိတ်ဆွေကိုဘယ်သူကမှမကောင်းကြံလို့မရပါဘူးဒါဟာ၄000ကွက်ရဲ့အင်မတန်မှကောင်းတဲ့လက္ခဏာတင်နေတာပါ ဒိန်းတော့ငွေရတကယ်လို့အင်ကာဂျိုကုံအဖိုးမောင်ပဲပါမောင်မောင်ပဲပါဒါဟာမိတ်ဆွေအနေနဲ့အန်ဒီရကင်းနဲ့တပါသူကလက်နက်နဲ့လှုပ်ချက်မှုပေးကလည်းလွတ်မြောက်နိုင်တယ်ဆိုတဲ့အမှတ်အသားပဲဖြစ်ပါတယ်လေတော့ကဟာမိတ်ဆွေရဲ့ဂျိုကုံတွေအောက်မှာပိုင်ရင်လေအဲ့ဒီဂျိုကုံတွေရဲ့ဟောလိုက်ကောင်းပါလေကောက်ွယ်ပေးနိုင်တယ်လို့ဆိုနိုင်ပါလေနောက်ထပ်လမ်းတစ်ခုပြောချင်တယ်ဗျဒါကတော့နှလုံးသားလမ်းပေါ်ကကျွန်းပါလက်ဝါးပြင်ပါဗျာဘယ်နေရာမှာပဲကျွန်းပါပါမကောင်းဘူးလို့တော့ပြောချင်ပါတယ် ဘယ်လမ်းကြောင်းမှာပဲကျွတ်မပါမကောင်းဘူးနှလုံးလမ်းမှမဆိုထားပါနဲ့နှလုံးလမ်းပဲပပကံလမ်းပဲပပအသက်လမ်းကြောင်းမှာပဲပပညာလမ်းခေါ်အဓိကဥကောင်းလမ်းကြောင်းမှာပဲပပမကောင်းပါဘူးကျွန်းရဲ့အရွယ်စားကြီးသေးပေါ်မူတည်ပြီးတော့အဲ့ဒီကျွန်းကြီးရနေပြီးတော့ကိုကဒီအသက်လမ်းကြောင်းရောက်နေပြီဒီအသက်ပန်းချောင်းရောက်နေပြီဆိုတေချာပေါက်ကိုမကောင်းတဲ့ပြေးရနေပြီးတော့ကျုံရတက်ပါလိမ့် ဥမာပြနှလုံးလမ်းမှာကျွမ်းပါတယ်ဆိုရင်တော့အခြေရေးမှာမချစ်တဲ့သူကိုချစ်မိတာကလည်းပူဆွေးတော့ကရောက်ရတဲ့တဖက်သက်ဆွဲလက်မိတဲ့ချစ်လျက်နဲ့ခွဲခွာနေထိုင်ရတဲ့ပူဆွေးတော့ကရောက်ရခြင်းများကြုံတွေ့ရနိုင်ပါတယ်နှလုံးလမ်းမှာကျွမ်းပါတယ်ဆိုတာနှလုံးသားကြီးကကိစ္စရတယ်မဟုတ်ပါဘူးနှလုံးရောဂါပြည်တနာတွေလည်းကြုံတွေ့ရနိုင်ပါတယ်မျက်စိအားနေခြင်းမျက်မှန်တက်ရခြင်းအဆရှိတဲ့ယောဂါတွေဖြစ်ပေါ်တတ်ပါတယ်အသက်လမ်းကြောင်းမှာကျွန်းရှိတယ်ဆိုရင်တော့အဲ့ဒီကျွန်းရှိနေတဲ့အသက်ပန်းချာမှာမိတ်ဆွေအနေနဲ့အသက်အန္တရာယ်ထူးပြူဆိုင်ပါ ယောဂါဖြစ်တတ်တယ်သူများမကောင်းကြံခံရတတ်တယ်နောက်ပြီးတော့ဆေးရုံစေခံရောက်ရတတ်ပါလိမ့်ဦးကောင်းလန်းကျောင်းမှာကျွန်းခံနေရင်လည်းမကောင်းဘူးဗျဘလို့မကောင်းလဲဆိုတော့ဆုံးဖြတ်ချက်တွေမှားယွင်းတတ်တယ်ကိုဆုံးဖြတ်တဲ့အရာတွေကတလွဲကြီးတွေဖြစ်ပြီးတော့နောက်ဆုံးကိုကဆုံးဖြတ်ချက်အမှားတွေနဲ့တောင်ပြဿနာတွေများစွာတက်တက်ပါလိမ့်ဒါကိုအထူးကူးဆိုင်မှာပါနောက်ထပ်လန်းကျောင်းတစ်ခုကိုပြောချင်တယ်ဗျဒီတစ်ခေါက်ပြောချင်တာက အပိုလိုလိုင်းပါဗျအပိုလိုလိုင်းဆိုတာမြန်မာလိုပြောရမယ်ဆိုရင်တော့တနင်္ဂနွေလန်းကျောင်းလို့ပြောရမှာဗျာ လက်သက်ကြွယ်အောင်တနင်္ဂနွေကျောင်းမှာထောင်တက်နေတဲ့လမ်းကြောင်းကိုခေါ်တာပါအဲ့ဒီလမ်းကြောင်းကလူတော်များမှာတော့ပါပါတယ်ဒါပေမဲ့ဒီလမ်းကြောင်းပါတဲ့သူတိုင်းတော့ကြီးပွားတူတက်တာတော့မဟုတ်ဘူးဗျာအောက်ခံဂျုံကုန်လည်းကောင်းပဲလမ်းကြောင်းကလည်းထင်ရှားနဲ့ရှိုင်းပဲအဖက်အမှတ်ကင်းရှင်းမယ်ဆိုရင်တော့အကျိုးပေးကောင်းပါတယ်ကြီးပွားမယ်ဂုံသိက်ကရှိမယ်ချမ်းသာမယ်အဆရှိတဲ့အကျိုးပေးတွေရှိပါတယ်တချို့ဆိုရင်အဲ့ဒီလမ်းကြောင်းမှာနှလုံးလမ်းကနေတက်နေတဲ့လမ်းလေးတစ်ခုကတော့မှထောက်ကန်ပေးထားပါတယ်ဒါဆိုရင်မိတ်ဆွေရဲ့ဘဝမှာ ကိုကြီးထောက်ပံ့ပေးမဲ့သူတွေရှိတယ်ဆိုတဲ့လက္ခဏာလို့ပြောလို့ရပါတယ်။ခေါင်းဆောင်မှုရေချင်းရှိသူတွေ၊ယာရိုးကြီးသူတွေစီးပွားရေးလုပ်ငန်းရှင်တွေမှာပါတတ်ပါတယ်။ကြီးပွားခြင်းအကြောင်းတရားတစ်ခုလို့ပြောလို့လည်းရတယ်ဗျ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်ပါတယ်။မိတ်ဆွေရဲ့အသက်လမ်းကြောင်းအဆုံးမှာထင်ရှားတဲ့ငခြင်းခွာကြီးပါနေလား။အဲ့ဒါဆိုရင်တော့မိတ်ဆွေအနေနဲ့အကျိုးကျေးဇူးကောင်းတယ်လို့ပြောလို့ရပါတယ်။ဒါဟာမိတ်ဆွေရဲ့ကံကောင်းခြင်းကိုပြပေးပါတယ်။ဘလို့ကောင်းလဲဆိုတော့နိုင်ငံရဲ့ဝေကံကောင်းကြပါတယ်။ဒီလိုမျိုးလက္ခဏာပါသူတွေဟာ ရဝေးမှာအခြေချပြီးတော့နေထိုင်ရတတ်တယ်လို့ပြောလို့ရပါတယ်။နောက်ပြီးတော့နိုင်ငံရခြားနဲ့အကျိုးပေးပါတယ်။ဒီလိုမျိုးအတလန်းကျောင်းအစုံမှာခင်းခွာကြီးပါနေတဲ့သူဟာသူ့ရဲ့ဇာတိရွယ်ရနဲ့တော့အကျိုးမပေးဘူးဗျ။ဒါကြောင့်ဒီလိုပုံကူမျိုးဟာအသက်အရွယ်ရောက်တဲ့အခါမှာတနေတဲ့ချင်းမှာတွားရောက်ပြီးတော့ရှင်သန်လှုပ်ရှားနေထိုင်မယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့အကျိုးပေးကံကောင်းပါလိမ့်။အဲ့ဒီမှာပဲမိတ်ဆွေဟာစီးပွားဥစ္စာအဆင်ပြေပါမယ်။နိုင်ငံရခြားအကျိုးပေးလည်းကောင်းပါလိမ့်။ ဒီလိုလူမျိုးတွေဟာကိုယ့်ရဲ့ဇာတိမှာပဲကောက်ကတ်နေမှာဆိုရင်တော့မိတ်ဆွေအနေနဲ့ဒါဟာစီးပွားရေးလည်းထင်သလောက်မဖြစ်ဘူးဆိုတဲ့အမှတ်အထားလက္ခဏာပါတချို့ပြောကြတာပေါ့ဗျာတချို့ဆရာတွေကတော့အခုလိုမျိုးအတလန်းကြောင့်ဆုံးမအဆုံးမငကျင်းခွလို့ငားမိကြီးပိုင်ရင်လည်းအိုဇာရာကန်ကောင်းတယ်လို့လည်းပြောကြပါလေနောက်ထပ်လက္ခဏာလန်းကြောင့်အဆုံးပြောခြင်းနဲ့ဗျာဘယ်နဲ့ဘယ်အတွင်းမှမဆိုအထုတ်ထိတ်ရောက်စေတဲ့လက္ခဏာမျိုးတီးတန့်ရှိတယ်ဗျာ ဒါပေမဲ့လူတူတယောက်ဟာကောင်းမွန်တဲ့အကျင့်စရိုက်ကောင်းတွေမွေးမြူစူးစမ်းမှသာဒီမှတ်သားဟာအကျိုးပြုလာတာဖြစ်ပါလိမ့်။အခုဒီလက်ပုံကိုကြည့်ပါ။အတလန်ကျောင်းပေါ်ကနေလမ်းကြောင်းတစ်ခုကစတင်ပြီးအဆုံးသက်မှာကြက်ချိန်ကတံဖြစ်စေ၊ကြက်တံနဲ့ဖြစ်စေအဆုံးသက်ထားပါလိမ့်။အဆုံးသက်တဲ့ဂျိုကုံကလည်းလက်ညှိုးအောင်ကြာတာပရိဂျိုကုံမှာအဆုံးသက်ထားတာကိုတွေ့ရပါလိမ့်။ဒီလိုလူမျိုးဟာပြောရမယ်ဆိုရင်တော့စီးပွားရေးလောကမှာဆိုကောင်းမွန်စွာရည်တည်နိုင်မဲ့ စီးပွားရေးဥဆောင်သူတို့ဖြစ်နိုင်ပါတယ်။ဒီကလည်းမကောင်းဘူးဗျာမကောင်းတဲ့အကျိုးပေးရှင်လည်းအဲ့မကောင်းတဲ့အကျိုးပေးလူမိုက်ဆိုလည်းလူမိုက်ခေါင်းဆောင်ဖြစ်နိုင်တယ်ဗျာ။လူလေးလူကောက်ဆိုရင်လည်းတကယ်ကိုထိတ်ဆုံးရောက်တဲ့လူလေးလူကောက်ဖြစ်နိုင်ပါတယ်။ဒီအမတ်သားဟာတကယ်တော့အကောင်းဆုံးရင်လည်းအကောင်းဆုံးကိုပေးနိုင်တယ်လို့တကယ်လို့ကိုဟာကိုဘွားအနေထားကအစိုးဘက်ရောက်နေလေအစိုးဘက်ကိုပေးနိုင်တဲ့အမှတ်အသားဖြစ်ပါလိမ့် အများပြောသလိုအကောင်းကြီးပဲဖြစ်တဲ့လက္ခဏာအမှတ်သားတော့မဟုတ်ဘူးဗျာဒါကိုယ့်ရဲ့နေထိုင်ရှင်သန်ရာပတ်ဝန်းကျင်အလုပ်ကံနဲ့လဲစတိုင်ပါလေထူးခြားစွာအကျိုးပြုတဲ့လက္ခဏာအမှတ်သားပါဗျာလူမိုက်ဆိုရင်လည်းအဆုံးထိမိုက်မယ်လူကောင်းဆိုရင်လည်းအဆုံးထိကောင်းမယ်ယဟန်တန်ကဆိုရင်လည်းယဟန်နာဖြစ်အောင်ထီတော်မှာကျင့်ကြံနိုင်မဲ့သူလို့ပြောလို့ရပါလေအဆုံးတစ်ဘက်ကလူလို့ပြောလဲမှမပါဘူးကဲလက္ခဏာနဲ့ပတ်သက်ပြီးဒီနေ့မှာတော့လေးလာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ